မင်္ဂလာပါမနေ့ဖြန်ခொနီယသားသမီးများအတွက်အသေးအသာစာဝင်ရှောင်ရများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့ကံအလွန်ကောင်းတဲ့နေ့တွေဖြစ်ပါတယ်ချမ်းစီထားသမီးအရေးတာလုပ်ပေးပါစတူကိစ္စစာချုပ်ကိစ္စတွေကိုတော့အထူးသတိထားပေးပါလက်တစ်ဖက်မှာကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်ငွေကံကတော့ကောင်းပါတယ်ချစ်တူစီကနေပြီးတော့မမျောလင့်မဲ့လက်ဆောင်ရတတ်ပါတယ် သုံးကားပါတယ်ကနက်များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အနီရောင်းတဲ့ချက်တွေးရောင်းဖြစ်ပါတယ်။ရေတွေအနေနဲ့ကတော့မိမိရဖျားမှာဈီးဖြော်ရင်ကတ်လို့ပူဆောင်ပေးပါ။တနေ့လာသားသမီးများတော့ယနေ့မှာတော့စိတ်ချမ်းသာစရာဝမ်းသာစရာသတင်းကောင်းတွေနဲ့အပြည့်နေ့တနေ့ဖြစ်ပါတယ်။ဘာပဲလုပ်လို့ရေအသင်းနဲ့လာလုပ်ပေးပါ။ကံအခွင့်လန်းထူးကောင်းတဲ့နေ့တွေဖြစ်ပါတယ်။ချီအိမ်တော်ရေးမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ခြေတော့တစ်ဖက်မှာထိကြိုက်တန်ရန်ရတတ်ပါတယ် လေးခွန်ပါတဲ့ကနန်းများအချိုးပေးပြီးတော့ကန်ကောင်းတဲ့အရောင်တော့အဝါရောင်နဲ့ရွှေရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရံဖျက်မှာနနတိကလို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့ရဝေးပြပမှာရှိတဲ့ဆွေမျိုးများထံနေပြီးတော့ဝမ်းသာစရာတည်ငောင်းများကြားပါမယ်။အဖိုးတန်ပစ္စည်းများဝင်ပါလိမ့်မယ်။ငွေကံအလွန်ကောင်းတဲ့နေတွေဖြစ်ပါတယ်။လက်တစ်ဖက်မှာကြိုက်တာနာတာမျိုးတွေဖြစ်တတ်ပါတယ်။တစ်ချောက်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်ဖြစ်ပါတယ်။ ရေရေအနေနဲ့ကတော့မိမိအရာဖျံမှာ only 60ကတ်လို့ပူဇော်ပေးပါဗုဒ္ဓဦးသားတော်မိမိတို့ယနေ့မှာတော့အလုံးမှာဝေခွဲရခတ်ဆုံးဖြတ်ခတ်တာမျိုးတွေအထင်လွဲဆွဆွဲခန့်တာမျိုးတွေဖြစ်တတ်ပါတယ်ရွှေလက်ဝေဒနာတွေထွက်သက်ပျောက်သက်ပျက်စီးတတ်ပါတယ်အထက်လူကြီးအကြီးကဲများစီရနေပြီးတော့အခုကြီးထောက်ပံ့တွေရရှိပါလိမ့်မယ်ဘိုင်အောင်ဘိုင်နာ ဖြစ်တတ်ပါတယ်အချင်းကြီးမှာတော့တာယာနေပါလိမ့်မယ် ငါခွန်ပါတဲ့ကနေ့များအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်းနဲ့နေညွေအောင်ဖြစ်ပါတယ်။ရေရာနေနေရတော့မိမိရံဖျက်မှာပူတင်းပေါ်မှုကတ်လို့ပူဇော်ပေးပါ။ဂျာရာပရိသရမီများတို့ယနေ့မှာတော့ထင်းကောကြန့်ကြနေတဲ့ကိစ္စများအဆင်ပြေပြီးတော့ကောင်းတော့အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်။လက်လွန်ထားတဲ့ငွေကြေးများပြန်မလို့ဝင်လာတတ်ပါတယ်။အချိန်ရင်းမှာတော့တာယာနေပါလိမ့်မယ်။ကိုယ်လက်ရာရန်တာတွေရင်မအောင်တာမျိုးတွေဖြစ်တတ်ပါတယ်။ တင်လေးပါတဲ့ကလမ်းများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဆင်းရောင်နဲ့အဆင်းရဲရောင်ဖြစ်ပါတယ်။ရေရီယာအနေနဲ့ကတော့မိမိရံဖျက်မှာလက်ဖက်ရည်ကလို့ပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့အလုံးမှာစိတ်မပါပဲဖြစ်နေတတ်ပါတယ်။ညစ်စစ်ပစ္စည်းများ ပြုပြင်ပြင်ဆင်ရတတ်ပါတယ်။လူမျိုးကြပါတာကြတွေရဲ့အကူအညီအထောက်ပံ့တွေရရှိပါလိမ့်မယ်။ငွေကန်ကတော့ကောင်းပါတယ်။ကိုလက်ရရရတဲ့မျိုးတွေဖြစ်တတ်ပါတယ်။အချင်းရေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်။ တင်လေးပါတယ်ကလည်းများအချိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အစိမ်းရောက်တဲ့အနေအထားဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရံဖျက်မှာပေါင်မူ၅ချက်ကတ်လို့ပူဇော်ပေးပါ။စနေသားသမီးများတော့ယနေ့မှာတော့အလုံးမှာမျှော်လင့်မထားလောက်အောင်အောင်မြင်တိုးတက်မှုများနဲ့ကြုံတွေ့ရပါမယ်။ဝေကံကြေးကံလည်းအလုံးကောင်းတဲ့နေနေဖြစ်ပါတယ်။အဖက်ဖက်ကနေပြီးတော့ကံအခွင့်လန်းကောင်းပါတယ်။ဘာပဲလို့လို့ရဲတာလုပ်ပေးပါ။ပိုင်အောင်ပိုင်တာဖြစ်တတ်ပါတယ်။ အချိန်ရင်းမှာတော့တာယာနေပါလိမ့်မယ်။နှစ်လေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာကောင်းချီးမောင်းကတ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။